KRI တိုင်းပသိမ်ခရိုင်တာဘောင်းမြို့နယ်မှာဆိုင်ကယ်ကယ်ရီသမားတွေအပါအဝင်ရတသက်တယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေက PDF ထောက်ဖို့ဆိုပြီးဆွဆွဲဖမ်းဆီးထားတယ်လို့ဒေသခံတွေကသိရပါတယ်။ဆိုင်ကယ်ကယ်ရီသမား6ယောက်အပါအဝင်ရတသက်တယောက်ကိုတာဘောင်းမြို့နယ်ချက်တုံကွင်းတဲဖြူကားလိုက်ခွနမိုင်မှာစစ်ကောင်စီတပ်နဲ့ရဲတွေကမေလ6ရက်က4ယောက်မေလ8ရက်က4ယောက်နဲ့မေလ17ရက်နေ့က2ယောက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။တာဘောင်းဒေသခံပန့်ခံရသူတွေနဲ့နှိစက်သူတွေက PDF ထောက်ဖို့ဆိုပြီးဖမ်းတာ ကောင်းမြွန်းနယ်ရဲကရွှေတောင်ရံကိုအခါကျွင်းငယ်ယူပြီးကွန်ပျစီတပ်ပို့တဲ့ဆိုင်ကယ်ကယ်သမား6ယောက်နဲ့တပေါင်းဈေးကနေတက်ဖြူပါကိုပြန်လာတဲ့အရသား9ယောက်ကိုဖမ်းဆီးထားတယ်လို့ပြောပါတယ်။စေဝါစားသောက်ကုန်73စီရီနဲ့အတူစက်ကောက်စီတက်နဲ့ရဲတွေရဲ့ဖမ်းဆီးတာခံရသူတွေအလုံးဟာဒီနေ့မေလ7ရက်နေ့အထိပြန်မလို့သေးဘူးလို့သိရပါတယ်။တပေါင်းဒေသခံကုန်ကားသမားတယောက်ကရဲတွေနဲ့စက်ကောက်စီတက်တွေတပေါင်းချက်သွန်ခွင့်အဲ့ဒီလမ်းလုံးမှာဆက်ဆီးနေတာအရန်ကျန်းတယ်။ခေါင်းစဉ်မျိုးမျိုးတက်ဖမ်းနေရမလို့သတိထားသွားလာကြဖို့လိုတယ်လို့ပြောလာပါတယ်။ အဲ့ဖက်ခံထားရတဲ့သူတွေဟာမျိုးသားတွေကြီးပဲဖြစ်ပြီးလက်ရှိတာဝါမျိုးမှာ yes ကမှာချုံအောင်ရိုက်နဲ့ဆစ်ဆေးနေရပြီးဒီနေ့အထိမိသားစုတွေနဲ့တွေ့ကမပေးသေးဘူးလို့သိရပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့တာဝါမျိုးတွေကချေးရွာမှာဆက်ကောက်စီတက်ဒီသူဆက်ရဲတွေကတင်းတင်းကြပ်ကြပ်ဆစ်ဆေးနေပြီးရခိုင်မှတ်ဖို့နဲ့ခြင်ထားတဲ့သူတွေကိုအဓိကဖမ်းဆီးနေရလို့ဒေသခံတွေကပြောပါတယ်။